မင်္ဂလာပါရှင်။ Honest Information HI အမျိုးသမီးသတင်းဌာနရဲ့အပတ်စဉ် Pocket အစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီတစ်ပတ်မှာတော့စာဖက်ပရိသတ်တွေအတွေ့ရွေးချယ်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့စစ်ကောင်စီကအာဏာသိမ်းရန်ကြိုးပမ်းပြီးနောက်ပိုင်းမှာတရားဥပဒေစိုးမိုးမှုမရှိတာကြောင့်အမျိုးသမီးငယ်လေးတွေပျောက်ဆုံးမှုများလာတဲ့အပေါ်ပြည်သူတွေရဲ့စိုးရိမ်ပူပန်မှုစကားသံတွေကိုနားဆင်ရမှာပဲဖြစ်ပါတယ်။ မင်းကလေးငယ်လေးတွေပျောက်တဲ့ဟာတွေကိုခက်ဆက်ဆိတ်ကြားလာရတယ်။ကျွန်တော်မိသားစုထဲမှာလည်းဒီလိုမင်းကလေးငယ်လေးတွေရှိရပါတော့။သူတို့ကိုလည်းမှားထားရတယ်ပေါ့နော်။ဒီเจ้าနေဒီလိုကလေးတွေပျောက်နေတယ်။ဒီလိုကောင်မလေးတွေပျောက်နေဆိုတော့เจ้าနေသူတို့လည်းပျောက်ပြဖြစ်တယ်။သူတို့เจ้าသွားเจ้าပြန်ကျူရှင်သွားတာတင်းတန်းသွားတာလိုက်ပုတ်လိုက်ချိုလောက်ရတယ်ပေါ့နော်။တကယ်လို့များလာချိုတာနောက်ကျခဲ့သည်ရှိတော့ဘယ်မှမသွားပဲအိမ်မှာပဲနေဖို့လာချိုမယ်ပေါ့နော်။ဆရာမတွေကိုလည်းဖုန်းနံပါတ်တွေပေးထားရတယ်။ ကျွန်တော်တို့ကဟိုဆွေမိသားစုဆွေမျိုးတွေမှာဗျာမင်ကလီရှိတယ်ဆိုရင်ဒီကလာပိုပြီး queue ဆိုက်ရတယ်အခက်ကလာချင်းနေရလဲအရင်လိုတယောက်ပြီးစုံမှုမရှိတဲ့ကလာတယောက်မီစုံမှုအားနေနေတယ်လုံခြုံရေးရလဲအားနေနေတဲ့ကလာပြောက်သွားပြီဆိုရင်ဟိုရက်စကန်သွားတိုင်ရင်လဲဒီဥစ္စာကိုထိရောက်တဲ့ action ယူဆောင်ပေးတာမျိုးတွေအားနေနေတဲ့ကလာဆိုတော့ဟိုကျွန်တော်တို့ကကိုမိသားစုဝင်နေကိုကိုကိုရမ်းမဲ queue ဆိုက်ရတယ်ဆောက်ရှောက်ရတယ်ဟိုတကယ်လို့ပြောက်သွားခဲ့စီရှိတာဗာများဖြစ်သွားတာလဲတခြားလူတွေဖန်ခေါ်ပါလား တခုခုမတမာတဲ့နေရာတွေပဲရောက်သွားလာဆိုရင်စိုးရင်စိတ်ပူပါမှာလीဆိုတော့အဲ့လိုမျိုးမဖြစ်အောင်ကိုကိုတိုင်ကပဲမဖြစ်ခင်အကြိုတင်ပြီးတော့ကာကွယ်တဲ့အနေနဲ့အဲသူတို့ကိုလည်းမှားရတယ်ကိုကိုတိုင်ကလည်းသူတို့စောက်ရှောက်ပေးရတယ်ပေါ့ဆိုဒီကားကကျွန်တော်တို့ကဟိုကိုမိသားစုကိုကိုဝဲစောက်ရှောက်ရမှာ အရင်ကလိုမျိုးတက်ဆိုင်ရာရဲစခန်းတွေဘာတွေကိုတွားပြီးတော့သူတို့နဲ့တူတူပူးပေါင်းဆောင်ရွက်လို့ရတဲ့အနေထားမျိုးမဟုတ်ဘူးအခုတရားမဏိဆုံးမှာအားနေနေတယ် အဲ့ကျွန်တော်မိသားစုကိုကျွန်တော်ပဲကာကွယ်ဆောက်ရှောက်ရမယ့်အနေအထားမျိုးဖြစ်နေတာ။အဲဒီတတော်မှာတော့ main key တွေဒီတွိုင်းလိုင်းနဲ့ပျောက်သွားတာကိုတော့ကြားတယ်ပေါ့နော်။အဲကျွန်မမလေးတသမီတွေရောဒူဒူမတွေရောရှိတော့သူတို့တွေတော်တော်စိုးရိမ်တာပေါ့။အခုကလည်းပျောက်တော့လို့ရှိရင်ဘာကြောင့်ပျောက်သွားမှလည်းမသိဘူးလေ။အချို့ပြန်တွေ့တာတော့နေတယ်ပေါ့နော်။ဒါကြောင့်လည်းပျောက်သွားလို့ရှိရင်စစ်မှုထမ်းမဲ့ခေါ်သွားတာလား။ ပြန်မေးဆွဲပြီးလူတက်တဲ့တည်နေရတယ်ကြားနေရတော့လေအဲမိဘတွေကတော့ကိုသားသမီးကိုတော့စိတ်ပူကြတာပေါ့နော်အဲကျမကတော့တက်စီမောင်းတာဆိုတော့ကလေးတွေကိုတော့အချင်းပြေးမကြည့်နိုင်ဘူးအိမ်မှာလည်းကျမအဖေနဲ့ကလေးတွေပဲကြံ့ခဲ့တာလေကျမတက်စီသွားမောင်းတဲ့ချိန်ဆိုသူတို့ပဲကြံ့ခဲ့တယ်အဲအရေးချောင်းဆိုတော့ခါကျသူလည်းဘာမှမလုပ်တတ်မကင်တတ်ပေါ့နော်ဒါပေမဲ့ကျမအိမ်စီးပွားရေးအတွက်ကြတော့ကျမကအလုံးမလုပ်လို့လည်းမဖြစ်ဘူးလေကလေးတွေကလည်းတင်နန်းသွားပါသွားနဲ့အပြင်သွားနေရတာဆိုတော့ အာကျမကရှေ့မှာလုံလုံနေရပြီမယ်နောက်ပိုင်းကိုတော့စိတ်မချရဘူးတော့ဖြစ်တာပေါ့ဒါနဲ့ကျမလည်းအချိန်ကိုခွဲတန်းချတာပေါ့ဘင်းကဆိုလို့ရှိရင်တက်စီကိုအချိန်ပြည့်မောင်းနေပေါ့နော်အခုတော့အဲ့လိုမလုပ်တော့ဘူးကလေးတွေကိုသင်္ဍန်းအဖို့အချို့တော့လှုပ်လိုက်တယ်ကျန်တဲ့အချိန်တွေပဲကျမကမောင်းနေပေါ့နော်ဆိုတော့အချိန်နဲ့ကုန်နေဝင်ငွေလည်းထိခိုက်တယ်ပေါ့ဒါပေမဲ့ကျမကနောက်ပိုင်းစိတ်အေးရတော့ခါကျတော့တော်သေးတယ်လို့တော့ထင်နေပေါ့ သူတို့တော့အရင်ထက်ပိုပြီးတော့ view site ဖြစ်တယ်ပေါ့နော်လက်ရှိ main ကလေးလည်းမကဘူးယောက်ျားလေးလည်းပျောက်နေတာဆိုတော့ခါကြတော့ဘာပဲဖြစ်ဖြစ်တတိထားတော့ကောင်းတာပေါ့ခုကလကာရဲစကန်ရှိကိုဖြတ်ပြီးရှောက်ရင်တော့မလုံးဂျုံတဲ့အနေထားဖြစ်နေတာဆိုတော့ကိုယ်လုံးဂျုံရေးကိုကိုယူတာအကောင်းဆုံးပဲလို့တော့ကျွန်မကထင်တယ်ပေါ့နော်ဘသူနဲ့မှလည်းစိတ်မချဘူးကလေးလေးကိုလည်းတေချာပြောပြထားရတယ်ဒီလိုလေးဖြစ်နေတယ်လူစိမ်းတွေကိုတတိထားဖို့လူပြတ်တဲ့နေရာတွေကိုမတော်ဖို့မလားဘူးအတတ်နိုင်ဆုံးမိသားစုနဲ့အတူနေဖို့မှာထားရတာပေါ့ တော်တာရှင်များရှင်ဒီကနေ့အစည်းအဝေးကတော့ဒီမာရင်ပြီးဆုံးပါပြီ။နောက်တစ်ပတ်တွင်မှလည်းဘလူးအစည်းအဝေးသစ်တွေထုတ်လွှင့်ပေးသွားမယ်ဆိုတာကိုစောင့်မျှော်ကြည့်ရှုနားဆင်ပေးကြပါအောင်ရှင်။တော်တာရှင်များအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေရှင်။